ွေကိုပိတာတန်ဝစ်ဆောင်ကိုဝစ်ပြီးရဲ့နောက်အိပ်ရတဲ့လဲခဲ့ရတဲ့အင်ဒရာကျော်စင်ပရိသတ်များအလုံးမဲမင်္ဂလာပါရှင့်ပရိသတ်ကြီးတို့ရေဒီနေ့မှာတော့အနုပညာရှင်တယောက်ရဲ့အလုပ်ပေါ်မှာထားတဲ့စိတ်ဓာတ်နဲ့ professionalism ဆိုတာဘယ်လောက်ထိအရေးကြီးဆုံးကိုလက်တွေ့ပြသထားတဲ့အကြောင်းအရာလေးတခုကိုတင်ဆက်ပေးခြင်းပါတယ်အဲ့ဒါကတော့ကျမတို့အလုံးရဲ့အသေးစွဲထိတ်တန်းမင်းသမီးတယောက်ဖြစ်တဲ့ Academy Indra ကျော်စင်ပဲဖြစ်ပါတယ်ရှင်အခုတလုံး online ပေါ်မှာရွှေအင်းကြီးအစ်စ်ဝေးပြခဲ့တဲ့ဝိန်ဖူးရွှေဆိုင်ရဲ့ကြောင်ညာအကြောင်းကလူပြောများနေရပါဒီကြောင်ညာရဲ့ ဲ့အခမ်းအနားကြီးကျယ်မှုတွေအကြောင်းလူပြောများနေကြပေမဲ့အဲဒီနောက်ကကမင်းသမီးကြီးအင်ဒရာကျော်စင်ရဲ့ပေးဆက်ခဲ့ရတဲ့အပင်ပန်းခံမှုတွေအကြောင်းကိုတော့လူသိမ့်မသိကြသေးပါဘူးပြီးခဲ့တဲ့ရက်ပိုင်းအတွင်းမှာပြည်တည်ဦးနဲ့အင်ဒရာကျော်စင်တို့နိုင်ငံကျော်ဆောင်တွေကဝိန်ဖူးရွှေဆိုင်အတွက်ကြော်ညာတစ်ခုကိုရိုက်ကူးခဲ့ကြပါတယ်ဒီကြော်ညာကတာမန်ကြော်ညာတွေလို့မဟုတ်ဘဲမြမရင်ချင်းမှုရဲ့ခမ်းနားမှုကိုအပြည့်အဝပုံဖော်ခဲ့ရပါအထူးသဖြင့်တော့မင်းသမီးကြီးအင်ဒရာကျော်စင်ဝစ်စင်ထားတဲ့ဝစ်စုံကရွှေသားစစ်စစ်နဲ့ပြုလုပ်ထားပြီးအလေးချိန်ကိုဘိတ်တာအတိအကျ ရှိတယ်လို့သိရပါတယ်။ရွှေကိုဘေးတာဆိုတဲ့အလေးချိန်ဟာတာမန်လူတယောက်အတွက်ဘလောက်တောင်လေးလံလိုက်မလဲဆိုတာကိုသိနိုင်ပါတယ်။ကျမတို့တွေဈေးသွင်းရင်တောင်အသားငါး၃လေးဘေးတာလောက်ခံရရင်လက်တွေညောင်းညာနေပါပြီ။ အခုကကိုဘိတာပါအဲ့ဒီအလေးချိန်ကလူတယောက်ရဲ့ခန္ဓာကိုယ်အထူးသဖြင့်ကြောရိုးနဲ့အကြောအစစ်တွေပေါ်မှာဒဏ်ဘလောက်ဖြစ်စေမလဲဆိုတာစဉ်းစားကြည့်ုံနဲ့တင်ကြောက်စရာကောင်းပါတယ်။တာမန်လူတယောက်သာဒီလိုဝိဆောင်ကိုနာယီအနေငယ်လောက်ဝန်းလိုက်မိရင်ဒီကုလုံးညောင်းညာအကိုက်ခဲပြီးတော့နောက်တနေ့မှအိယာတွေကနေတောင်ထနိုင်မှာမဟုတ်ပါဘူး။အခက်မသိရင်အကြောအစစ်တွေလွဲပြီးတော့ရက်ရှည်လာများတောင်အိယာတွေကိုလဲသွားနိုင်တဲ့အခြေအနေပါ။ဒါကလုံးဝကိုခြေကားပြောနေတာမဟုတ်ပါဘူး။ ဒါပေမဲ့အင်အုံးစရာအကောင်းဆုံးအချက်ကတော့ဒီလိုကြီးမားတဲ့ window ဝင်ပိုးကြီးကိုနိုင်ပေါင်းများစွာကြာမြင့်နေရှူတင်ရိုက်ခွင်းတစ်ချောင်းလုံးမှာမင်းသမီးကြီးအင်ဒရာဇော်စင်ကတစ်ချက်လေးမှပင်ပန်းနေလို့မငြင်းညူခဲ့ပါဘူး။သူမရဲ့မျက်နှာမှာနာကျင်ပင်ပန်းနေရဲ့အရေးအယောင်တစ်စက်မှမပြပဲကင်မရာရှေ့မှာအကောင်းဆုံးနဲ့အပြုံးမပြတ်တရုပ်ဆောင်ပေးခဲ့ရပါရိုက်ခွင်းပေါ်ကအဖွဲသားတွေရဲ့ပြောပြချက်အရဆိုရင်ဒီကြောင့်ညာရိုက်ကူးရေးဟာအချိန်တော်ကြာမြင့်ခဲ့ပြီးတော့မင်းသမီးကြီးအတွက်ရွှေကိုပိတ်တာရဲ့ဝင်ကတော်တော်လေးကိုကြီးမားခဲ့တယ်လို့ဆိုပါတယ်။ ဒါပေမဲ့သူကပင်မလိုက်တာဆိုတဲ့စကားတခွန်းတောင်နှုတ်ကနေမထွက်ခဲ့ပါဘူး။အလုပ်ပြီးမြောက်ရည်ကိုပဲအာရုံစိုက်ပြီးတော့တာဝန်ကျေပွန်စွာနဲ့လှုပ်ဆောင်ပေးခဲ့ပါတယ်။တကယ်တမ်းမှာတော့ရိုက်ကူးရေးပြီးသွားတဲ့နောက်တနေ့မှာအဲ့ဒီအလေးချိန်ကိုနိုင်ပေါင်းများစွာထံပိုးထားခဲ့ရတဲ့အတွက်သူမရဲ့တကူလုံးကြက်ခဲနာကျင်တဲ့ဝေဒနာကိုပြင်းပြင်းထန်ထန်ခံစားခဲ့ရပြီးတော့အဲ့ရထဲမှာနားနေခဲ့ရတဲ့လူတောင်သိရပါတယ်။ဒါပေမဲ့အဲ့ဒီလိုဖြစ်နေတာတောင်မှငါတို့မနေ့ကရိုက်ကူးရေးကြောင်းအဲ့ရထဲလဲနေပြီဆိုပြီးဘသူကမှထုတ်ဖော်ပြောဆိုတာမျိုးမရှိခဲ့ပါဘူး။ဒါဟာသူ့ရဲ့အလို ုပ်ပေါ်မှာထားတဲ့လေးစားမှုနဲ့တာဝန်ယူမှုကိုအထင်ရှားပြသလိုက်တာပါ။ ဒီဖြစ်ချက်လေးကတော့အင်ဒရာဂျော်စင်ဆိုတဲ့မင်းသမီးတယောက်ကထိတ်တန်းမင်းသမီးဆိုတဲ့ဂုံပုံနဲ့ဘာကြောင့်ဒီနေ့အထိထိုက်တန်နေတယ်လဲဆိုတာကိုသက်သေပြနေရပါသူမရဲ့အလုပ်ပေါ်မှာထားတဲ့လေးစားမှုတာဝန်ယူမှုနဲ့ပရိသတ်ပေါ်မှာထားတဲ့စေတနာတွေကြောင့်သာဒီနေ့ဒီချိန်ထိအောင်မြင်မှုတရဖို့ကိုစောင့်ထားနိုင်နေဆိုတော့လက်တွေ့မြင်လိုက်တာပါပရိသတ်ကြီးတို့ကရောရွှေကိုပိတ်တာလေးချိန်ရှိတဲ့ဝစ်စုံကြီးကိုတောင်းမကြီးမညိုဝစ်ဆင်ပြီးတော့နောက်ွယ်မှာအခုလိုအပင်ပန်းခံခဲ့တဲ့မင်းသမီးကြီးအင်ဒရာဂျော်စင်ရဲ့ professional စိတ်ဓာတ်ပေါ်မှာဘယ်လိုမြင်လဲဆိုတာမှတ်ချက်ပေးခဲ့ပါ ရှင်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်